နောက်25ခုနှစ်နိုဝင်ဘာလ22ရက်ဒီနေ့စနေနေ့အတွက်ခொနည်းသမီးအလုံးတို့ရဲ့ကံကြမ္မာအချိန်တွေကတော့ရင်းနေရှမ်းကြတဲ့တော်သင်္ကေတနမိတ်ပါပဲ numerology ကဏ္ဍပညာဆိုရင်လည်းအခွင့်အလမ်းကောင်းတွေကိုယ့်စီကိုကြော်ပေါက်ရောက်လာသလိုမျိုးကံတရားကို မျက်နှာသာပေးတဲ့နေ့ပါပဲဒီလိုနေ့မှာစက်ပစ္စည်းတွေပြတ်တာအပြောင်းလဲအသိဖြစ်တတ်တယ်နေရာထိုင်ခင်းတွေပြင်ဖို့ရှုဖို့အပြောင်းလဲမျိုးတွေပေါ်တတ်တယ် ကိုမှရှိတဲ့အဖိုးတန်ပစ္စည်းတွေရောင်းပြီးအသစ်ဝယ်တာလဲတာဖလှယ်တာမျိုးတွေလုပ်တတ်တယ်ထူးထူးခြားခြားအဆက်အသွယ်ကောင်းတဲ့သတင်းကောင်းတွေကြုံရပါလိမ့်မယ်ဒါကြောင့်ဒီလိုနှင်းမျိုးမှာကံတရားနာကိုကိုအထူးအထောက်ပံ့ပေးဖို့လိုတတ်ဆိုရင်တော့မနေ့စောစောမျက်နှာတက်တဲ့အခါမှာအရဟံဆိုတဲ့ဂုဏ်တော်ကိုအကြိမ်ကြိမ်ပွားပြီးမျက်နှာသိရှင်းအပြင်တစ်နှစ်တလုံးကံထူးကောင်းပါလိမ့်မယ်ပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေအတွက်ဒီနေ့မှာပညာသင်ကြားရေးကိစ္စတွေအဆင်ပြေဖို့လိုတတ်ဆိုရင်မနေ့စောစောအသီးဆယ်စိတ် မြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးပညာသင်ပို့တော်ပါမိရှုတန်နဲ့ပွားမြင်ကြတဲ့ရင်သွေးရတနာရဲ့အတွက်ကတော့ဒီလိုနေ့မှာစနေနေ့ပြန်ပွားမြင်တဲ့အထွန်းပွားဇာတာရှင်တွေဖြစ်ကြပါတယ်ငယ်စဉ်ကတည်းကထွန်းပေါက်ကြောကြအောင်မြင်ကြပါလိမ့်မယ်ဒီနေ့မှာကြားဟုတ်တဲ့မွေးနေ့ရှင်တွေအတွက်ကတော့ကုသိုလ်အလူရရာဖြစ်ကအုံတမင်းစွန်းနဲ့ကြတာဟင်းနဲ့မြတ်စွာဘုရားရှင်လှူဒန်းခြင်းရဟန်းတန်ခါလောင်းလူခြင်းဆွေမျိုးမိတ်ဆွေများကိုဒါနပြုခြင်းအပြင်ဒီနေ့တအားလုံးအကျိုးပေးပါလိမ့်မယ် ဒီနေ့မှာအကျိုးပေးစုံမကဏ္ဍကတက္ကဏ္ဍကိုကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေအပေါင်းငွေကန်ကောင်းမှုလို့တတ်ဆိုရင်တော့ပတ်စံရေးတဲ့ကိုနှင်းစီပန်းအနီလေးတစ်ပွင့်ထည့်ပြီးဆောင်းထားလိုက်ပါခင်ဗျာဝင်ငွေလက်နာပါတွေဈေးခေါ်လက်ခေါ်ဖြစ်နေကြတော့ဆိုင်ရှိကိုမျက်နှာမျက်နှာကိုမျက်နှာမူပြီးတော့အသီးတစ်မျိုးဆိုင်ဒီနေ့ဈေးရောက်ကောင်းမှုဆွတောင်းလိုက်ပါအယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်သွက်အောင်တော့ခဝဲသီးတစ်ချောင်းနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆွတောင်းလိုက်ခြင်းအပြင်သိသသာအယောင်သွက်အယောင်ထွက်သွားပါလိမ့်မယ် အမှုပြဒနာဂျုံနေတဲ့သူရှိရဆိုရင်တော့အမှုဂျုံနေတဲ့သူရဲ့အမိကိုတင်မောသည်အမှက်မှာရေးပြီးတော့တိလာရှင်ဆရာလေးတပါးပါးကိုလှူဒါန်းလိုက်ပါမိသားစုမှာကျမ်းမာရေးညံ့နေတဲ့သူရှိရဆိုရင်တော့ဓာတ်စာဖြစ်တဲ့ဒီလိုနေမျိုးမှာနွားနို့အနေငယ်တောက်ပြီးကျမ်းမာဖို့အတွက်ဆူတောင်းပါအချင်းမိတိုင်းအိမ်တော်ရဲ့အစဉ်ပြေဖို့အတွက်ကတော့မနေ့စောစောကောင်းကျင်မောင်စွန်မြတ်စွာဘုရားရှင်ကတ်လူကြပါခင်ဗျာ